မင်္ဂလာပါရှင်ဒီနေ့ချက်စုကစွန်းရက်ကလေးတွေဒီမှာလက်ဆောင်ရထားလို့ကစွန်းရက်ချင်ဟင်းလေးချက်ပါမယ်ကစွန်းရက်ချင်ဟင်းကိုရုပ်ဒီဇိုင်းဆက်ဆက်ကလေးနဲ့မကြီးရည်လေးနဲ့ပြီးလို့ရှိရင်တော့ဒီမှာဒါကတော့ငချင်းလေးပါနော်ငချင်းလေးနဲ့ချက်မယ်ငါကတော့နည်းနည်းလေးပဲထည့်ပြီးတော့ဆက်ဆက်ကလေးချက်မယ်နော်ဒီဒီဆိုရင်ငါကိုစားနဲ့အရသာနေပါမယ်ဒါကတော့စားလေးထည့်လိုက်တာပါ ပြီဆိုရင်ဒါကတော့ဝန်တချီငါးမှုတ်ကိုထည့်လိုက်တာပါပြီးပြီဆိုရင်စနွင်းလေးလည်းနည်းနည်းထည့်ပါမယ်စီဘူလာပြီဆိုလို့ရှိရင်ကျက်တုံအနည်းထည့်ပါမယ်ဒီရေကျွတ်ုံကြီးလေးလေးထည့်ပါမယ် သမင်းမုပ်ထည့်လိုက်ကြပါဒီမြေပြင်းစင်းကြလေးလည်းထည့်ပါမယ်ရှင်သူတက်တော်လေးတွေနောလာပြီဆိုလို့ရှိရင်ငါးထည့်ပြရပါပြီ ချာကတော့မြုပ်ပြီးစိတ်အနှစ်ပါကျွန်မအရောက်ကျမှုန်နဲ့မချက်သိနဲ့မြုပ်ပြီးစိတ်နဲ့ဆွနှင်းနဲ့ပဲချက်နဲ့ချင်းချက်ခင်းလေးပါနော်ဒီလိုနည်းနည်းဆက်ဆက်လိုက်ပါတော့နော်ဒီလိုဆက်ပြီးတော့လုံးထားပါမယ် ခုဆိုလို့ရှိရင်ငားလေးကိုဒီမှာလုံးထတာငားပါရောင်လေးကြောင်းသွားပြီဆိုရင်ဒီကင်းနဲ့ဆက်လို့ရပါပြီရှင်ဒီရက်ဒီအကုန်လုံးဖြည့်ပြီးပြီဆိုရင်ဥပုံလေးခဏဖုံးထားပါမယ် ခုလိုမျိုးကစွန်းရလေးတွေနှုံးလာပြီဆိုလို့ရှိရင်ငွေပေးမယ်ပြီးပြီဆိုရင်ဒါကစားလေးထည့်လိုက်တာပါပြီးပြီဆိုလို့ရှိရင်ဟိုတချီငါမှုတ်ထည့်ပါမယ်ဒီလိုမျိုးအရသာမှုတ်တွေမကြိုက်ဘူးဆိုလို့ရှိရင်လည်းမထည့်ပဲနဲ့အရပါတယ်နော်ပြီးပြီဆိုလို့ရှိရင်ဒီမှာမချင်းနဲ့ထည့်ပါမယ်ရှင် အပေါ့အငယ်အချင်းကတော့ကိုယ့်ရဲ့အကြိုက်ပေါ့နော်အဲဒါလေးကတော့ခင်းချက်တဲ့အခါမှာမြည်ကြည့်ပြီးတော့လိုအပ်ရင်ဆက်ဖြည့်ကြပါဘာလို့ကျင်းနေတယောက်မင်းကအကြိုက်မတူဘူးဆိုတော့လေကိုကဒီမှာမကြီးနဲ့မထည့်ပဲနဲ့ချင်မောင်ရှိရင်ချင်မောင်နဲ့လည်းရောချက်လို့ရတယ်နော်ချင်မောင်နဲ့ကစင်းရွက်နဲ့ကြောချက်လေးရပါတယ်ဒီမှာကျမမှာတော့ဆက်ခင်းချင်မောင်နဲ့အဆင်ပြေမရှိဘူးဆိုတော့မကြီးနဲ့ကလေးနဲ့ဆက်ပြရတယ် ့ရှိထည့်လိုက်တာပါပြီးရေနော်အပုံးလေးအုပ်ထားပြီးပုပ်ပတ်စုအောင်စောင့်လိုက်ပါမယ်နော်ကဲဒီလိုမျိုးပုပ်ပတ်စုပြီးဆိုတဲ့အနေအထားမှာဒီစွန့်ရဲ့ကလေးကလည်းနူးပြီးငါတော့ပြောစရာမလိုဘူးပေါ့နော် ကိုလိုချင်တဲ့အနေအထားကိုရောက်ပြီဆိုလို့ရှိရင်အရသာလေးကိုမြည်ကြည့်မယ်ကိုလိုအပ်တဲ့လေးပြင်မယ်ဆိုလို့ရှိရင်ဒါကတော့ဒီနေ့အတွက်နေလေစားအရင်အရသာရှိ recommendation နဲ့ကုန်ကျစရိတ်လေးမများတဲ့ခင်းလေးတစ်ခွက်ရပါပြီရှင်ချက်စုရဲ့ဟင်းချက်နီးဗီဒီယိုလေးတွေရောနောက်ပြီးတော့အဝိထဲရောင်းတာလေးတွေရောအကုန်လုံးချက်စုရဲ့ဒီ Facebook page မှာရှိပါတယ် YouTube မှာလည်းကြည့်ရှုလို့ရပါတယ် YouTube မှာကတော့ Asian Myanmar Food Recipe ဆိုလို့ရှိရင်ချွတ်ဆွရဲ့ page လေးထွက်လာပါမယ်အဲ့ဒီမှာလည်းဗမာဟင်းတရုတ်ဟင်းယူရီးယားဟင်းအမျိုးမျိုးချွတ်ဆွချက်ပြထားတာရှိပါတယ် Facebook မှာတော့အခုစပြီးတော့ချွတ်ဆွဒီဟင်းချက်လေးတွေလုပ်နေတယ်ဈေးလေးတွေရောင်းနေပါတယ်ကြည့်ရှုအပ်ပေးနိုင်ပါတယ်ရှင် follow လေးလည်းလုပ်ပေးကြပါဦးနော်ကျေးဇူးတင်ပါတယ်